်ဧရပတ္တကနဂါမင်းအကြောင်းကတ္တဖာမြတ်စွာဘုရားသာသနာတော်မှာအကျင့်သီလနဲ့ပြည့်စုံတဲ့ရဟငယ်တစ်ပါးရှိခဲ့ဘူးပါတယ်တနေ့တနေ့ထိုရဟငယ်ဟာမြစ်ကင်းကမြစ်ကြောင်းခီးဖြင့်လေစီး၍ခီးသွားစဉ် ညကမ်းပါး၌ပေါက်နေတဲ့ပြိမ့်မြက်ခြုံတစ်ခုကိုလက်ဖြင့်အမတ်တမဲ့အန်းဆွဲလိုက်မိတယ်။လေမာအချိန်ကောင်းကောင်းနဲ့သွားနေစေဖြစ်ပြိမ့်မြက်တစ်ခုပြက်ကြံ၍ရန်ကလေးရဲ့လက်ထဲကိုပါလာပါတယ်။ယဟန်တို့ယူနီဥပဒေမှာ စိမ့်ဆိုတဲ့သိရများကိုခုတ်ဖြတ်ဖြည့်ဆည်းခြင်းမပြုဟာဆိုတဲ့ပြည့်ညက်ချက်တစ်ခုရှိပါတယ်။ရငယ်လေးဟာပြည့်ညက်ရဲ့လေးတရွက်ကိုဖျက်လိုက်ခြင်းပါ။မပြောပလောက်တဲ့ပြည့်မှုလေးတစ်ခုသာဖြစ်တယ်လို့ယူဆရတယ်။ထိုအပြည့်အဘက်ကိုကုစားခြင်းမပြုဘဲနေပါတယ်။သို့တော့ထိုပြည့်မှုကလေးတစ်ခုလွဲအချာမြည်သည့် ညှိစွန်းမှုမရှိအောင်အသက်ထဆုံးယဟန်သီလကိုစောင့်ထိန်နေထိုင်သွားပါတယ်။ယငယ်ကလေးသေးကနီးအချိန်မှာစိတ်ထဲမှာမတုံ့မတန့်ဖြစ်လာတယ်။ဘဝတစ်လျှောက်လုံးဖြူစင်စွာ နေထိုင်ခဲ့တဲ့သူ့ရဲ့သီလ ဖြူစင်းတဲ့သီလမှာပိန်ရွက်တရွက်ကိုဖျက်ခဲ့မိခြင်းဟုတဲ့အမဲစလီတကွက်ကအထင်သာပေါ်လာပါအရှာယံအရှာယံတပါထမမိမိအပြစ်ကိုထုတ်ဖို့ပြောကြကုစားကကြောက်နိုင်တာအမေပြောက်နိုင်ပါတော့လဲပဲအနိနာမှာယံတပါမှာမရှိလို့ အဘဒေသနာကြားခြင်းမပြုဘဲအဘနဲ့ပဲစိတ်မတုံးမတက်ကြွလွန်သွားခဲ့ပါတယ်။ကြွလွန်ပြီးနောက်သူစိတ်ဆွဲလန်းခဲ့တယ်။ခင်ဗျာမြစ်ထဲမှာပဲဧရကပတ္တအမည်ရှိတဲ့ငကားကြီးတစ်ကောင်အဖြစ်တို့ရောက်ရှိသွားပါတယ်။ထိုငကားကြီးကိုမှ လင်းငယ်ပမာဏရှိတယ်။ထိုနဂါးကြီးဟာအတိတ်ဘဝကိုပြန်၍မြင်နိုင်တဲ့တကူးနဲ့ပြည့်စုံတယ်။ထိုနဂါးကြီးသည်ဒုက္ခနာကိုကြည့်၍ဘယ်ကဲသို့သောမကောင်းမှုအကုသို့ရောက်ဤအဟိတ်တရိစံဘဝကိုရသည်လေလို့ပြန်လည်ဆင်ခြင်တဲ့အခါနေပေါင်းများစွာရံတိတ်ကားကိုစောင့်ထိန်ခဲ့ပါလျက်ပြင်းရက်တစ်ခုကြောင့် ဘဝကူးလွဲခဲ့ရဘုံကိုတွေ့တဲ့ဖြင့်အများစွာစိတ်မချမ်းမသာဖြစ်ပါနဂါဒီနောက်ဘုရားတဆူပွင့်မှာတာနဂါဘွားမှာလွမြောက်ရန်လက်ကူမီဖြစ်ကြောင်းစဉ်းစားမိတော့ကြောင်းလူပြည်ဘုရားပွင့်မဲ့တရင်ကိုအမြဲတမ်းပဲနားဆွံ့နေပါတယ်နေ့အဖို့၌အေရပတ်တကနဂါမှာသမီးတယောက်ရှိလာတယ် အဲနောက်ပိုင်းမှာတော့အဲဒီအေရာပတ္တကနဂါမှာသမီးတယောက်ရှိပါသမီးတယောက်ရရှိလာပါတယ်ဒုကနဂါမင်းသည် သမီးကျော်ကိုဗန်းပြလို့ဖះပွင့်သည့်တရင်ကိုစုံစမ်းရန်အကြံရတယ်ဒါကြောင့်သမီးပြိုနဂမနဂါမလေးအားသရှင်တပုဓမ္မသရှင်တပုကိုတင် जा ပေးတယ် ထိုသရှင်မှာလျှော့ဝတ်တော်တရားတော်ကို ပေလိဆန်းဆန်းဆက်ဆိုတာတဲ့သရှင်ဖြစ်ပါဘုရားရှင်တို့ရဲ့တရားကိုနာကြားရသူများပါလေထိုသရှင်ရဲ့အတိတ်ဘယ်ကိုဖော်နိုင်ပြီဖြစ်ပါအဲ့ဒီနောက်မှာတော့အေရပတ္တကနဂါမင်းအေရပတ္တကနဂါမင်းဟာလာပြီနေ့လာခွေနေတိုင်းခင်ကမြစ်ဤပြင်းမှာကာဝဲတဲ့ပင်တစ်ခုကျင်းပဆင်းရင်ပါတယ် ထိုကာဝဲတပင်မှာငကမလေးကိုနဘတင်တဲ့အောင်မိမပြိုတူအသွင်ဖြင့်ကပ်ပြပါဖခင်ကသင်ကြားပေးတဲ့ဓမ္မသရှင်ကိုလည်းတာယာချိုဤသောတာဖြင့်တည်ဆိုပါနဂမလေးရဲ့အလဂုံတရင်ကိုကြားရသဖြင့်ခင်ဃမြစ်အနီးပဝန်းကျင်မှာရှိတဲ့ရွာသူရွာသားတို့ဟာဒုက္ခဝဲကိုစီစီကာကာလာရောက်တည်ရှိကြပါ အဲ့ဒီကြည့်ရှုသူအားလုံးထဲမှာလူလင်မျိုးများအများဆုံးဖြစ်ပါတယ်ဒီလိုနဲ့တစားစားအချင်းကုံကုံလုံးခဲ့ရမြတ်စွာဘုရားပွင့်တော်မှုသို့အချင်းရောက်လာပါတယ်အဲ့ဒီအချင်းတွင်ဗန္ဒီမျိုးမှာဥတ္တရအမည်ရှိတဲ့လူလင်မျိုးကငကာကဝဲကိုကြည့်ရှုရထွက်ထွက်သွားခဲ့ရလမ်းတွင်ဘုရားနဲ့တွေ့ပါတယ် မြတ်စွာဘုရားဟာဥဒ္ဒရလူလင်ကိုခေါ်လို့တရားဟောပြီးငကားမလေးတီးဆိုမဲ့တရှင်အိဋ္ဌပဲကိုဖောဆောင်တဲ့တရှင်တပုတ်ကိုလည်းတင် जा ပေးလိုက်ပါဩဒရလူလင်ဟာထိုသရှင်ကိုတင်ယူခဲ့ပြီးကာဝဲသို့သွားပါတယ်။ကာဝဲသို့ရောက်တော့နဂါမလေးကဓမ္မသရှင်ကိုတီးဆိုတဲ့အခါဩဒရလူလင်ကလည်းပရိသတ်ထဲမှာထား၍ ဗုဒ္ဓသင်ပေးလိုက်တဲ့သရှင်ကိုတုံ့ပြန်သိဆိုပါတယ်။ဩဒရာရဲ့သရှင်တန်ကိုကြားလင်အေရပတ္တကနဂါမင်းအေရပတ္တကနဂါမင်းဟာလူပြည်မှာဘုရားပွင့်ပြီးဖြစ်ကြောင်းကောင်းစွာသိရှိလာပါတယ်။ဒါကြောင့်ဒီကိုယ်တိုင်လူသားအသင်ဖန်ဆင်းပြီးဩဒရာလူလင်းတန်းချင်းခဲ့ပြီးမိပါတယ်။โอ้ลุเลยะခုသိ ဆရာမြတ်စွာဘုရားဒီဘယ်မှာသတင်းသုံးပါတယ်လဲမြို့ပြင်ကဘုဝင်ကြီးအောက်မှာသတင်းသုံးပါတယ်ဒီစကားကိုကြားရရင်ငဃမင်းဒီဥဒ္ဒလူလင်းကိုခေါ်ပြီးဗုဒ္ဓဌာန်သွားလိဗုဒ္ဓဌာန်ရောက်တဲ့အခါဗုဒ္ဓကရှိဗုဒ္ဓအားယိုသေးစွာ ရှ िख ုပ်ပြီးငုံကြည့်ပါတော့တယ်အဲဒီကမှာဗုဒ္ဓကငဃမင်း ဘာကြောင့်ငိုကြိုးတယ်လဲလို့မေးမြန်းရနဂါမင်းကရှင်ဘုရားတပည့်တော်ကတ္တဗဘုရားသာသနာတော်မှာနှစ်ပေါင်းများစွာယံတရားကိုအားထုတ်ခဲ့ပါတယ်ဘုရားသို့ပါတော်လဲပိမ့်ညရွဲ့တရွဲ့ကိုဖျက်ခဲ့မိတဲ့အတွက်အဲ့ထိတ်ဆန်ဖြစ်သောနဂါဘွားတို့ရောက်ရပါတယ်ဘုရားနဂါဘွားမှာလွန်မြောက်လာတဲ့ဖြင့်နဂါဘွားမှာလွန်မြောက်လိုလာတဲ့ဖြင့် ဘုရားဖျားအရှင်အမျော်လင်းဆောင်စားခဲ့ဒီမှာနှစ်ပေါင်းထောင်တောင်းမကကြာခဲ့ပါပြီဖျားအဲ့တို့အเจ้าအရာများကိုဝန်းနေဝန်းတာဝန်းနေဖြစ်ကတတိယငူကြီးပါလေဖျားလို့ရှောက်ထားပါတယ်ငကားမင်းကြီးရဲ့ရှောက်ထားတဲ့ငူကြတော့မြတ်စွာဘုရားကလူဘဝကိုရာခဲ့ဤ ဒုဝကိုရပြန်လင်းလေအသက်ရှိရှိနေဖို့ရန်မလွယ်ကိုဒုရောကောင်းသူတော်မြတ်တို့ဤအဆုံးမဩဝါဒကိုလည်းအလွယ်တကူနာကြားခွင့်မရနိုင်သစ္စာလေးပါအမှန်တရားကိုသိမြင်တော်မူကုန်သောဖရာရှင်တို့ပွင့်ပေါ်လာဖို့ရေကား ဤလောကမှာအခက်ဆုံးပင်ဒီလိုဒေသနာကိုဟောကြားတော်မူတဲ့ဒေသနာရေးဆုံးမှာတော့၈၄၀၀သောတတ္တဝါတို့သည် အကျွတရားအကျွတရားရသွားတယ်ဣရကပတ္တနဂါမင်းမှာတော့တိစ္ဆံဖြစ်နေသောကြောင့်မတ်ဖို့မရဘူးတဲ့သို့တော်လည်းဒုနှစ်မှာစရိတ်နဂါအသွင်ကိုစွန့်၍လွတ်လင်သင်ဖြင့်ပျော်ရွှင်စွာနေထိုင်သွားရတယ်ဩဒရာလူလင်ကတော့ ဗုဒ္ဓဓမ္မဓမ္မတဲ့ရှင်ကိုသင်ယူစဉ်ကပင်သောတာပတ္တိဖို့တို့ရောက်ရှိတယ်